ဇလန်ရဲ့အစားမှာစတော့အမျိုးသမီးဘတ်စကတ်ဘောပွဲတပွဲကိုပြသထားပါရီအဲ့ဒီပွဲမှာဆိုရင်အသင်းကနိုင်တဲ့အတွက်နီးပြတွန်းဟာစကင်းကိုပွေ့ရှိပြီးပျော်နေကြတာပါတရက်နီးပြတွန်းကသူ့ကလေးဝင်နဲ့ဆော့ကစားနေတော့တက်ဆက်ဝက်စတန်တက်ကတူကနေဖုန်းဝင်လာခဲ့ပါရီအေပါဆိုမျိုးကသူ့ရဲ့ကျောင်းဝင်းငယ်လေးမှာဘတ်စကတ်ဘောနီးပြအနေနဲ့ကန့်လန့်ခဲ့တာပါအဲ့ဒီနောက်နီးပြတွန်းကတက်ကတူနဲ့တွားတွေ့ပါရီ အဲ့ဒီအစီအဝေးမှာဆိုရင်ဘုတ်အဖွဲကသူ့ကိုဘတ်စကတ်ဘောအသင်းနီးပြလှုပ်ဖို့ပြောပါရင်းဒါပေမဲ့တက်ကတော့ကလဆာအများကြီးမပေးနိုင်ပါဘူးအဲ့ဒီအစားသူ့ရဲ့မိသားစုကိုចောင်းဝန်းထဲက အဆောင်မှာနေထိုင်ခွင့်ပြုမှာပါနေတိုင်းအခမဲ့စားခွင့်လည်းရမှာပါဒါကိုကြတော့ပထမတန်းစားဘတ်စကတ်ဘောအသင်းကိုနေပြရှင်နေတဲ့နေပြဒွန်ကလည်းနောက်ဆုံးတော့ကန်လန်ရှက်ကိုလက်ခံလိုက်ပါရီနောက်တနေ့မှာပဲနေပြဒွန်နဲ့သူ့ရဲ့မိသားစုအေပါဆိုကိုထွက်လာကြပါရီဂျောင်းဝန်ကိုရောက်လာတဲ့သူ့ရဲ့လက်ထောက်မိုးကချက်ချင်းပဲလာကြပြီးသူ့ရဲ့အခန်းကိုခေါ်သွားပါရီအဲ့ဒီမှာဆိုရင်ရော့ဆွဲလူနဲ့တွေ့ပါရီ သူကအတင်းရဲ့ကိုလဲကြန့်ခိုင်နီးပြဖြစ်ပြီးတော့နီးပြတို့နဲ့သူ့စနီးအတွက်အခန်းကိုပြင်ဆင်ပေးနေတာပါအဲ့ဒီအခါမှာသူတို့ဝေကတယောက်နဲ့တယောက်မိတ်ဆက်ကြပါရင်းနီးပြတို့ကသူ့စနီးမေရီနဲ့ကလေးနှစ်ယောက်ကိုမိတ်ဆက်ပေးပါရင်းပြီးတော့မိုးကနီးပြတို့ကိုတက်ကတို့ကကစားသမားဝေအားကြည့်ဖို့ကွင်းပတ်ကြည့်ဖို့ဖိတ်ခေါ်ခဲ့ပါရင်းနီးပြတွန်ကလည်းကစားသမားဝီရဲ့စွန့်ရည်နဲ့အလားအလာဝီကိုလေးလာပါရင်ကစားသမားဝီရဲ့စွန့်ရည်ကိုမြင်ပြီးတော့ကစားသမားအစ်တတွေခေါ်ယူဖို့ဘတ်ဂျက်တောင်းပေမဲ့မိုးကပေးထားတဲ့ဘတ်ဂျက်ဟာကွင်းမီဝေပြင်ဖို့ပဲရှိတယ်လို့ပြောပြပါရင်း နီးပြဒုံကစိတ်မပြတ်ခဲ့ပါဘူး။သူကတက်ကလို့ဘုတ်အဖွဲနဲ့တွားတွေ့ပြီးတော့ကစားသမားအသစ်ခေါ်ယူဖို့ဘတ်ဂျက်ထပ်တောင်းပါရင်ဒါပေမဲ့ဘုတ်အဖွဲကကစားသမားအသစ်ခေါ်ဖို့အတွက်ဘတ်ဂျက်မရှိဘူးလို့ပြောပြပါရင်ဘာကြောင့်လဲဆိုရင်တက်ကလို့ဟာဘောလုံးကိုဦးစားပေးတာဖြစ်ပြီးဘတ်စကက်ဘောကိုတိတ်ပြီးအာယုံမဆိုင်ပါဘူး။ ါပေမဲ့အတင်းထဲကိုခေါ်ယူမဲ့ကစားသမားဝေကိုနီးပြဆူရီတော့ပြေးမယ်လို့ကတိပြုခဲ့ပါရီအဲ့ဒီနီလန်ကတိတ်ပြီးမကောင်းပေမဲ့နီးပြတုံကလည်းသူ့ရဲ့အတင်းကိုအားဖြည့်ဖို့ကစားသမားဝေဆက်ပြီးရှာဝေခဲ့ပါရီသူကဂျောင်းဝန်ပတ်ဝန်းကျင်ကတက်ကလို့ဝေဒါမှမဟုတ်ဘတ်စကတ်ဘောကွင်းတွေကိုတွားကြည့်ခဲ့ပေမဲ့သူတွေ့တဲ့ကစားသမားဝေကသူ့ရဲ့အတင်းထဲဝင်ဖို့ဖိတ်ခေါ်တဲ့အခါတိုင်းငင်းဆန်ကြပါရီဘာကြောင့်လဲဆိုရင်တော့တက်ဆက်ဝက်စတန်တက်ကလို့အတင်းမိုးနော့ဆိုတဲ့အတင်းကိုအရှုံးသမားဝေလိုပဲတတ်မှတ်ထားလို့ပါနီးပြတုံကလက်လျှော့တော့မဲ့အချိန်မှာ လူမဲဘတ်စကတ်ဘောကစားသမားတယောက်ကိုတွေ့လျက်ရပါရင်သူကစောင့်နေပုံရပေမဲ့နီးပြကသူ့ကိုမလွတ်တေးပါဘူးဒါကိုအခွင့်ရေးလို့မြင်ပြီးတော့နီးပြတွန်ကအဲ့ဒီကောင်လေးနဲ့လောကခန်းထဲမှာတွေ့ပါရင်ကောင်လေးရဲ့နာမည်ကဟေးဟေးပါနီးပြတွန်ကသူ့ရဲ့အတင်းထဲဝင်မယ်ဆိုတော့ပညာသင်စုအပြည့်ပေးမယ်လို့ကန့်လန့်ပါရင်ဒါပေမဲ့ဟေးရအဖြစ်ကတခြားလူတွေနဲ့အတူတူပဲဖြစ်ပါရည်သူရကန္နမှုကိုငင်းပြီးတော့သူဝင်တဲ့အတင်းတိုင်းမှာ အဖို့ကစားသမားအဖြစ်ပဲပါဝင်ရတာကိုငင်းဝင်နေပါပြီလို့ပြောပါရင်းနီးပြတွန်ကသူ့ရဲ့အတင်းထက်ကိုဝင်မယ်ဆိုတော့သူ့ရဲ့အရေးအရှင်းတွေအလကားဖြစ်မှာမဟုတ်ပါဘူးလို့ယုံကြည်အောင်စူးစမ်းပြောခဲ့ပါရင်းနီးပြတွန်ရဲ့စီယုံမှုအောက်မှာပဲဟေးကနောက်ဆုံးတော့ကံလန်ချက်ကိုလက်ခံပြီးမိုင်းတော့အတင်းထက်ကိုဝင်လာခဲ့ပါရင်း ဒါပေမဲ့မိုဟမ်ရော့ကနီးပြတ်တွင်ရဲ့လူမဲကစားသမားခေါ်ယူတဲ့ဆုံးဖြတ်ချက်ကိုတဘောမတူပါဘူး။ဘာကြောင့်လဲဆိုရင်တော့တက်ကလိုဘုတ်အဖွဲ့ကဒါကိုတဘောကြမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်1960ပြည့်နှစ်တွေလောက်ကအမေရိကန်မှာဆိုရင်လူမျိုးရေးခွဲခြားမှုတွေကအဆိုးရွားဆုံးဖြစ်နေခဲ့တာပါ။ဒါပေမဲ့နီးပြတ်တွင်ကရော့ရဲ့ကန့်ကွက်မှုတွေကိုလစ်လျူရှုပြီးအာဖရိကန်အမေရိကန်ကစားသမားတွေခေါ်ယူဖို့သူ့ရဲ့မူလအစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပါပြီ။ နီးပြဒွန်ကတခြားလူမဲကစားသမားတယောက်ဖြစ်တဲ့ Harry Fournoy နဲ့တွေ့ခဲ့ပါရင်သူကသူ့ရဲ့တငယ်ရှင်နဲ့ဘတ်စကတ်ဘောကစားနေတာပါဒါပေမဲ့နီးပြဒွန်ကသူ့ကိုရှီးကပ်ဖို့ကြိုးစားတော့သူကကြောက်ပြီးထွက်ပြေးသွားပါရင်ဒါပေမဲ့အိမ်ကိုရောက်တော့နီးပြဒွန်ဟာသူ့ရဲ့အိမ်မှာအရင်ဦးဆုံးစောင့်နေခဲ့ပြီးသူ့အမေနဲ့စကားပြောနေတာကိုတွေ့တော့သူအံ့ဩသွားခဲ့ပါရင်နီးပြဒွန်က Harry ရဲ့အမေကိုသူ့ရဲ့သားအားအတင်းထဲဝင်ဖို့အတွက်ဆွဲဆောင်ပေးရန်ပြောပါရင်သူ့ရဲ့အကြောင်းမှာပညာသင်ဆုအပြည့်အဝပေးမယ်လို့လည်းအာမခံခဲ့ပါရင် ဟယ်ရီအမေကနီးပြတွန့်ရအဆိုပြုချက်ကိုတဘောတူပြီးတော့ဟယ်ရီကိုအတင်းထဲဝင်ဖို့ချက်ချင်းပဲပြောပါရီဟယ်ရီကလည်းသူ့အမေရဲ့အမိန့်ကိုနားခံယူကလွဲလို့ရွေးချယ်စရာမရှိတော့ပါဘူးနီးပြတွန့်ဟာအဲ့ဒီမှတင်ရက်မနေပါဘူးသူကကစားသမားအစ်တစ်ဆက်လက်ရှာဝေခဲ့ပါရီတဖက်မှာလည်းမိုးကအော်ဆန်ကတစ်ဆိုရဲကစားသမားတယောက်ကိုထပ်ပြီးခေါ်နိုင်ခဲ့ပါပြီးတော့သူ့ကိုနယူးယောက်စီသွားပြီးတော့ ူတွေ့ထားတဲ့လူမဲကစားသမားကြီးကိုအတင်းထဲဝင်ဖို့ဆွဲခေါ်ခိုင်းခဲ့ပါရီမိုကာနဗီရှောက်ဝီလီဝေါ်စလီနဲ့ဝီလီကေကာဆိုတဲ့ကစားသမား၃ယောက်ကိုခေါ်ယူနိုင်ခဲ့ပါရီနီးပြတွန်ရဲ့လောက်ရတဲ့ကြောင့်သူကလူမဲကစားသမား9ယောက်ခေါ်ယူခဲ့တယ်ဆိုပြီး တက်ကတော်ဘုတ်အဖွဲကသူ့ကိုစုပူခဲ့ပါရင်သူတို့ကဒါကိုမကြိုက်ဘူးလို့ပြောပေမဲ့နီးပြတွင်ကတော့သူ့ရဲ့နီလန်အတိုင်းဆက်လုပ်ခဲ့ပါရင်တစ်ဖက်မှာလူမဲចောင်းသားတွေကသူတို့ရဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောငီထွေဖြစ်အောင်စတင်နေထိုင်နေကြပါပြီသူတို့ကစားရိတ်တာမှာလူဖြူကစားသမားတွေနဲ့တွေ့တဲ့အခါမှာတော့တချို့ကသူတို့ရဲ့အရေးအရှင်တွေကိုပြသလာတဲ့အထိအဆင်မပြေမှုတွေဖြစ်လာခဲ့ပါရင်အဲ့ဒီတည်င်းကိုကြားတော့ရော့ကချက်ချင်းပဲအဲ့ဒီရွရွတဲတဲဖြစ်နေတာတွေကိုဖြန့်ဖြေးပြီးခဲ့ပါရင် ဒီလူမဲကစားသမားအများကြီးခေါ်ယူခဲ့ပေမဲ့နီးပြတွန်ကဒေးဗစ်လက်တင်ဆွဲလူမဲကစားသမားတယောက်ကိုထပ်ပြီးထည့်ခဲ့တေးပါလိဒေးဗစ်ကတခြားသောဘတ်စကတ်ဘောဝါသနာရှင်ကစားသမားဝင်နေမတူပါဘူးသူကမီဒီယာဝေမကြာခဏဖော်ပြလေးရှိတဲ့ professional ကစားသမားတယောက်ပါ ဒါအပြင်အသင်းရဲ့လူဖြူကစားသမားဝိအထက်ကတယောက်ဖြစ်တဲ့ Jerry Armstrong ကသူ့မိဘဝိဟာဘတ်စကတ်ဘောကစားတာဟာအချိန်ဖြုန်းတယ်လို့ထင်တဲ့အတွက်လေထဲမှာအလုပ်လုပ်ဖို့ပြောခဲ့ပေမဲ့သူကကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတဲ့အတွက်မိဘဝိရဲ့စန္ဒကိုငင်းဆန်ခဲ့တယ်လို့ပြောပါရင်းတခါတော့ကတက်ကလို့တန့်ရှင်းဝန်ထမ်းတယောက်ဟာနီးပြတွင်ရဲ့စွမ်းရည်ကိုတန်တယောက်ဝင်ပြီးတော့သူကအမျိုးသမီးဘတ်စကတ်ဘောကစားသမားဟောင်းတို့ရဲ့နီးပြဖြစ်တယ်လို့လူမဲကစားသမားဝိအရှိမပြောလိုက်ပါရင်းဒီစကားကြောင့်ကစားသမားတယောက်ကနီးပြတွင်ရဲ့လေ့ကျင့်ပေးနိုင်တဲ့စွမ်းရည်ကိုအထင်တေးတွားခဲ့ပါရင်း သူကစားသမားစီကဒီလိုစကားမျိုးကိုကြားတော့နီးပြတို့နာလေးကျင့်ပေးနိုင်တဲ့သူ့ရဲ့စွမ်းရည်ကိုပြသလိုက်ပါရင်သူကသူ့အသင်းကိုပြပြန်းတန်လေးကျင့်ပေးခဲ့ပြီးတော့တော်တော်များမောပန်းနွမ်းနယ်သွားကြပါရင်နီးပြတို့ကလေးကျင့်ခန်းကိုတိတ်အလေးအနက်မထားပုံရတဲ့ရှက်ကိုလည်းစူပူခဲ့ပါရင်ညနေပိုင်းမှာဟေးကသူ့တငယ်ရှင်တွေကိုဘားစီသွားဖို့ဖိတ်ခေါ်ခဲ့ပါရင်ဒါပေမဲ့ဒေးဗစ်ကတော့နောက်တနည်းမနဲ့စောစောလေးကျင့်ရရှိတာကြောင့်ဘားကိုမတွားရှင်ပါဘူးဘာမှစင်တော့ဟေးကတီနာလို့ခေါ်တဲ့ ဝိတာမင်းကလေးနဲ့တိကျွမ်းခဲ့ပါရီသူတို့ကဘာမှတ냐လုံးပါတီလုပ်ခဲ့တာကြောင့်နောက်တနေ့မှာသူတို့လေ့ကျင့်ရေးကိုပြင်ဆင်မှုမရှိဘဲပြန်လာခဲ့ကြပါရီနီပြတွန်ကဒါကိုတီးတော့ဘာကိုမတွားတဲ့ဒေးဗစ်အပါဝင်သူတို့အလုံးကိုအပြစ်ပေးခဲ့ပါရီအဲ့ဒီနောက်သူတို့လေ့ကျင့်ရေးဆက်လုပ်ကြပါရီနီပြတွန်ကသူတို့ကိုဘတ်စကတ်ဘောရဲ့အခြေခံတရားလေ့ကျင့်ပေးရှင်တယ်လို့ပြောပြီးတော့ကစားသမားတွေကိုအဲ့ဒီမှာအရင်အာယုံစိုက်ဖို့ပြောခဲ့ပါရီ ဒါပေမဲ့ဟေးကသူ့ရဲ့အရေးရှင်ကိုထုတ်ပြနေလို့နီပြတွန်ဟာသူ့ကိုစူပူလိုက်ပြီးသူတို့အလုံးသူ့နီလန်အတိုင်းကစားရမယ်လို့ထပ်မံတတိပေးခဲ့ပါရီဒါအပြင်ဟယ်ရီရဲ့ပညာရေးကကြဆင်းလာခဲ့ပါရီသူကအမတ်နဲ့တက်ပြီးတော့ဆိုင်ဝင်ပွဲကြဖို့အတွက်အန်ဒီရဲ့ရှိနေခဲ့ပါရီဒါကြောင့်နီပြတွန်ကသူ့ကိုနှစ်ပတ်အတွင်းအမတ်တွေမြင့်တင်ဖို့ပြောခဲ့ပါရီ ဒါဒီမကဒီပေါင်းနီးပြတုန်ကဟယ်ရီရဲ့အမိကိုလည်းသူ့ရဲ့သားကိုစာကူတင်ပေးဖို့ဖုန်းဆက်ခဲ့ပါရီဒီလိုနီးနဲ့ပဲဟယ်ရီကသူ့ရဲ့အမတ်တွေကိုပြန်ပြင်နိုင်ခဲ့ပါရီနောက်ထပ်လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှဆိုရင်သူတို့မတိပဲတက်ကရိုဘုတ်အဖွဲ့ကသူတို့ကိုတိုက်ရိုက်စောင့်ကြည့်နေခဲ့ပါရီနီးပြတုန်ဟာလူမဲကစားသမားအများကြီးခေါ်တာတော့ကိုမြင်တော့နီးပြတုန်ရဲ့နီလန်းကိုသူတို့ကသဘောမတူကြပါဘူးတစ်ဖက်မှာလည်းရှက်ကပိတ်ဆို့ဖို့ကိုကြောက်နေစေပဲဖြစ်ပါရီဒါကပြဿနာဖြစ်လာနေပါရီဘာကြောင့်လဲဆိုတော့ရဲ့ပိုင်းအနေငယ်အတွင်းမှာဒေတာအတွင်းပြိုင်ပွဲနဲ့ရင်ဆိုင်ရတော့မှမလို့နီးပြတုန်က ူကိုအိမ်ပြန်ပို့ပြီးတော့အတင်းကနေထုတ်ပြဖို့မိုးဝမရဆုံးဖြတ်လိုက်ရပါတယ်။ Chef ကနီးပြတွင်ရဆုံးဖြတ်ချက်ကိုကန့်ကွက်ပေမဲ့သူကိုလစ်လူရှုခံခဲ့ရပါတယ်။နောက်တနေ့မှာတော့ Chef ဟာပြန်ရောက်လာခဲ့ပါပြီ။သူကနီးပြတွင်စီရှိကပ်ပြီးတော့နောက်ထပ်အခွင့်အရေးပေးဖို့တောင်းဆိုခဲ့ပါတယ်။နီးပြတွင်ကလည်းအခွင့်အရေးပေးခဲ့ပါတယ်။ဒါပေမဲ့လေးချင်းနေစဉ်အတွင်း Chef က David နဲ့တိုက်မိပြီးတော့ဒဏ်ရာရသွားခဲ့ပါတယ်။ဒါပေမဲ့သူကဆက်ကစားဖို့အတင်းကျပ်ပြောခဲ့ပါတယ်။ကုတာခန်းထဲမှာလဲလျောင်းနေရမယ့်အစား မျက်နှာဖုံးတက်ပြီးတော့ကစားဖို့ကိုရွေးချယ်ခဲ့တာကသူပြောင်းလဲတွားပြီးစွာကိုတက်တည်ပြလိုက်ပါရီဒါကြောင့်နီးပြတုံကသူ့ကိုအတင်းရဲ့သစိတ်တစ်ပိုင်းအဖြစ်ဆက်ထားဖို့ဆုံးဖြတ်ပါရီအချိန်အနည်းငယ်ကြာပြီးနောက်ဒေတာအဆင့်ပွဲနေ့ရောက်လာခဲ့ပါပြီပထမဆုံးပွဲမှာနီးပြတုံကလူမဲကစားသမား၃ယောက်နဲ့လူဖြူကစားသမား၂ယောက်ကိုပွဲထုတ်ခဲ့ပါရီဒါကလူ ਈ ကိုအံ့အားသင့်စေခဲ့ပြီးတော့လူတတော်များများကသဘောမကျခဲ့ပါဘူးဒါပေမဲ့ပွဲထုတ်လိုက်တဲ့အတင်းကစိတ်ပြတ်စရာမကောင်းပဲရလာကောင်းနေရခဲ့ပါရီနောက်ပွဲမှာစင်တော့သူတို့ကအခက်အခဲတွေစတင်ကြုံရပါရင် သူတို့ဟာကိုယ်အတင်းနဲ့ရင်ဆိုင်ခဲ့ပါပြီဒီအတင်းကနိုင်ငံအစိမ့်မှာစက်ထုတ်ထချိတ်ထားတဲ့အတင်းမှာမိုင်းတော်အတင်းကပထမကွာတာမှာနောက်ကျကြံနေခဲ့ပါပြီကိုယ်ကရလတ်တွေကြောင့်အရန်စိတ်ပြတ်ပြီးလောကခန်းတွေမှာနီးပြတွန်နဲ့တွေ့ပါပြီနီးပြတွန်ကိုဟေးကသူတို့ရဲ့ကိုပိုင်ဘတ်စကတ်ဘောမှာလွတ်လွတ်လပ်လပ်ကစားခွင့်ပေးဖို့တောင်းဆိုခဲ့ပါပြီဒါပေမဲ့တောင်းဆိုချက်ကိုငြင်းပယ်ခံခဲ့ပါပြီဒုတိယပိုင်းကပထမပိုင်းရဲ့ဆုံးရှုံးမှုကိုကူးယူထားတယ်လို့ပဲဖြစ်ပါပြီ သူတို့ဟာပို့ပြီးလို့အောင်မှနောက်ကျကြံနေခဲ့ပါပြီ။ဒါကြောင့်နီးပြဒွန်ကအချိန်ယူပြီးတော့ဟေးကိုခေါ်ကသူ့ရဲ့နီလန်အတိုင်းကစားခွင့်ပေးလိုက်ပါပြီ။နီးပြပေးတဲ့လွတ်လပ်မှုနဲ့သူမိုင်းတော်အတင်းကနောက်ဆုံးမှာတော့ကွာဟာရှက်ကိုရှော့ရှာနိုင်ခဲ့ပါပြီ။ဒါအပြင်သူတို့ရဲ့မြန်ဆန်တဲ့ကစားဟန်နဲ့အတူနောက်ဆုံးမှာပြန်ဖက်ကိုအနိုင်ယူပြီးအောင်ပွဲခံနိုင်ခဲ့ပါပြီ။အဲ့ဒီအချိန်ကစားပြီးတပိပိနဲ့မိုင်းတော်အတင်းဟာလူအများရဲ့အာယုံဆိုင်တော့ကိုခံလာရပြီးတော့လူတိများလာခဲ့ပါပြီ။သူတို့ကနောက်ဆုံးမှာတော့ဒီဒါကိုဆက်လက်အဖြစ်နိုင်ငံအဆင့်မှာရှင်ပြိုင်နိုင်ခဲ့ပါပြီ။ ဒါအပြင်သူတို့ကပြန်ဖက်ပြီးကြောက်ရတဲ့ခိုင်မာတဲ့အသင်းအဖြစ်လည်းပြောင်းလဲသွားခဲ့ပါလိမ့်သူတို့ရဲ့နမည်ကျော်မှုကအကောင်ဖက်ကတက်ရောက်မှုတွေအပြင်အဆိုးဖက်ကတက်ရောက်မှုတွေရှိလာခဲ့ပါလိမ့်လူမဲကစားသမားဝေအပေါ်လူမျိုးရေးခွဲခြားမှုရဲ့စတင်ဖြစ်ပွားခဲ့တာပါရှက်ဆိုရင်ဇာတောက်ဆိုင်အိမ်တော်မှာလူအုပ်စုတစုကရဲနဲ့တောက်ကိုယ်တော်မှာခံခဲ့ရပါတယ်။ဒါဒီမကအတိပောင်းနီးပြဒွန်ရဲ့စနီးမေရီကလည်းတေရှာချိန်ချောက်မှုကိုခံခဲ့ရပါတယ်။ဒီဖြစ်ရကြောင့်လူမဲကစားသမားဝင်နဲ့နီးပြဒွန်ရဲ့မိသားစုဆွေးပူပန်ခဲ့ရပါတယ်။ ဒါပေမဲ့သူတို့ကဒီအရာဝေကြောင့်စိတ်အနှောင့်အယှက်မဖြစ်အောင်စူးစမ်းခဲ့ပါရင်နောက်ပြီးလေ့ကျင့်ရေးကွင်းမှာ K ကအသက်ရှူမှုဝါဒါကိုကြုံခဲ့ရပြီးတော့ စစ်ဆေးမှုခံယူပြီးတော့သူကယောဂတမျိုးကိုခံစားနေရတယ်ဆိုတာပေါ်ပေါက်လာခဲ့ပါပြီဒါဟာအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရလဒ်တွေရှိနေပေမဲ့သူဟာဘတ်စကက်ဘောဆက်ကစားနိုင်ဖို့ဖုံးကွယ်ထားခဲ့ပါပြီဒီအကြောင်းကိုသိပြီးတော့နီပြတွန်ကကီကာနဲ့ချက်ချင်းတွေ့ပြီးတော့အသင်းဟာသူ့ရဲ့အစရာထက်သန်မှုကိုလိုအပ်နေတုံးပဲလို့ပြောခဲ့ပါပြီဒါပေမဲ့ကစားသမားအဖြစ်နဲ့တော့မကစားရတော့ပဲကွင်းရနဘေးကနေအသင်းကိုပဲပန့်ပိုးပေးရမယ်လို့ပြောပါပြီဒါကိုကြားတော့ကီကာအရင်ကိုစိတ်ပြပါပြီဘာကြောင့်လဲဆိုရင်သူ့အတွက်ဘတ်စကက်ဘောဟာသူ့ရဲ့ဘဝပါဒါပေမဲ့နီပြတွန်ကသူ့ရဲ့ ချမ်းမကြီးကိုပို့ပြီးအလေးထားပါရီအရေးကြီးတယ်လို့မြင်ပါရီငင်းခုန်နေတော့နောက်ဆုံးတော့နေရောင်လုံးကနားလည်မှုရသွားခဲ့ပါရီမိုင်းတော့အတင်းဟာအမျိုးသားပြိုင်ပွဲကိုတက်ရောက်ခဲ့ပါရီ နီးပြတွန်ကလူမဲကစားသမားအများကြီးခေါ်လာလို့အတင်းတဝန်ရှိသူတတော်များအပါအဝင်ဘက်ပေါင်းစုံကအတင်းကိုတန်တရားဝင်လာကြပါရင်အမျိုးသားအစင်းကိုတက်လာတဲ့အခါမှာအတင်းကိုထိခိုက်စေနိုင်တယ်လို့သူတို့ကပြောကြပါရင်ဒါဟာလေစိတ်မှဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကတက်တည်ပြခဲ့ပါရင်ရောက်တာနဲ့နီးပြတွန်ဟာအမျိုးသားအစင်းမှာချန်ပီယံဆုကိုကာကွယ်ထားတဲ့ကင်တပ်ကီတက်ကတိုဘတ်စကက်ဘောအတင်းနီးပြရပ်ကိုမိတ်ဖွဲ့ဖို့စူးစမ်းခဲ့ပါရင်ဒါပေမဲ့နီးပြရပ်က လူမဲဝေအများစုပါတဲ့မိုင်းတော့အတင်းကိုမြင်တော့ချက်ချင်းပဲအေးအေးဆက်ဆက်ဆက်ဆံပြီးအတင်းကိုအထင်သေးတဲ့ပုံစံပြသခဲ့ပါရင်အရှိတက်ကဆက်နဲ့ပွဲကစားနေလို့မိုင်းတော့ကစားသမားဝီကွင်းအထဲဝင်လာတဲ့အခါမှာပရိတ်တက်ဒီစီကလူမျိုးရေးခွဲခြားတဲ့ဆက်ဆံမှုကိုခံခဲ့ရပါရင်ကံကောင်းစွာနဲ့ပဲဒါကပုံမဆိုးသွားလို့ဘာဆိုးကျိုးမှမဖြစ်ခဲ့ပါဘူးပွဲစတော့မိုင်းတော့ကစားသမားဝီကပွဲကိုလွန်မိုးနိုင်ခဲ့ပေမဲ့ဒေးဗစ်ကဒေါ်ရာကိုမထိန်ချုံနိုင်လို့ဖောင်း၄ချိန်ရခဲ့ပါရင် ဒါကြောင့်နီးပြတွန်ကသူကိုအနီကပ်ရမှဆိုးတဲ့အတွက်လူစားလဲဖို့အဆုံးပြပါရီကန်ကောင်းစွာနဲ့ပဲအတင်းကပွဲပြီးတဲ့အထိဥဆောင်မှုအမတ်တွေကိုထိန်းထားနိုင်ခဲ့ပါရီပွဲပြီးတော့သူတို့နားဖို့တဲခုခန်းကိုတွားကြပါရီဒါပေမဲ့ရောက်တော့သူတို့ရဲ့အခန်းကဖြူဖြဲဖြစ်နေခဲ့ပြီးမုံတီမှုကိုပြသထားတဲ့ graffiti တွေနဲ့ပြည်နေတာကိုမြင်လိုက်ရတော့သူတို့အုံလုံးတွားခဲ့ပါရီအဲ့ဒါကိုတွေ့တော့နီးပြတွန်နဲ့ rock ကမိုးကိုချက်ချင်းပဲတဲခုခန်းခရှင်းခိုင်းပြီးတော့ကစားသမားဝိကို bus ကအပေါ်ချက်ချင်းတက်ဖို့ပြောခဲ့ပါရီ ဒီဖြစ်ရကလူမဲကစားသမားဝီကိုကဘာကြီးတစ်ခုလုံးအားစန့်ကျင်နေတယ်လို့မျိုးပြပြင်းနဲ့ထန်ထိမှန်ခဲ့ပါရင်နောက်ပွဲမှာသူတို့ကစတင်မကောင်းခဲ့ပါဘူးသူတို့ရဲ့စွမ်းဆောင်ရည်ဟာခိုင်မာမှုမရှိဘဲအမတ်တွေရှုံးနေနေခဲ့ပါရင်ဒါကဆက်ဖြစ်နေခဲ့ပြီးနီးပြတွန်းကိုထိတ်လန့်စေပါရင်သူကမာယွန်းနဲ့ထိုင်ခုံမှာတော့မှထိုင်မိခဲ့ပါရင် ဲ့ဒီပွဲကမိုင်းတော့အတင်အမျိုးသားပြင်ပွဲကိုဝင်ရောက်လာပြီးကြတဲ့ကပထမဆုံးရှုံးနေမှုပါပွဲပြီးတော့နီးပြတွန်ကအဲ့ဒီနေ့မှာဆူဆူရွာကစားခဲ့တဲ့အတင်အပေါ်သူ့ရဒရကိုဖော်ပြပါရီးတစ်ဖက်မှာတော့ကိုယ့်ကိုယ်ပြန်သုံးတက်ရမယ့်အစားလူဖြူနဲ့လူမဲကစားသမားဝေကတယောက်ကိုတယောက်အပြစ်တင်ကြပါရီးရော့ကတဟာမျောလင့်ထားတာထက်ပိုဆိုးတယ်လို့ပြောခဲ့ပါရီးပွဲရှုံးပြီးတော့သူတို့ပြိုင်ပွဲမှာပါဝင်ရရှင်ရဲ့မူလအီမန်ချက်ကိုမိသွားကြပါရီးနီးပြတွန်ကအတင်ကိုစုစည်းဖို့နဲ့အတင်ရဲ့ဆရာထက်တံမှုကိုပြန်လည်မိမောင်းထိုးပေးဖို့ကြိုးစားခဲ့ပါရီး သူကအောင်ပွဲခံပြီးမုံတီးတူဝေကိုတိတ်ဆိတ်အောင်လုပ်ရမယ်အချိန်ပဲလို့ပြောပါရီကံကောင်းစွာနဲ့ပဲရှုံးနေခဲ့ပြီးမဲ့မိုင်းတော့အတင်းကနောက်တစ်ဆင့်ဆက်သက်ခဲ့ပါရီနောက်ဖွဲမှာသူတို့ကကမ်ဆပ်နဲ့ရင်ဆိုင်ရမှာပါပွဲမစခင်ကေကာရဲ့အမိဟာနီးပြတွန်းနဲ့တွေ့ပြီးတော့သူမရဲ့တာကိုနောက်ပွဲမှာ9မိနစ်ပဲဖြစ်ဖြစ်အန်ဒီရဲ့အားလုံးနဲ့ပဲဖြစ်ဖြစ်ကစားပေးဖို့တောင်းဆိုခဲ့ပါရီအချိန်အနည်းငယ်ကြာပြီးတော့ကမ်ဆပ်နဲ့ပွဲစတင်ခဲ့ပါပြီ မိုင်းတော့ကစားသမောက်ဤကပြိုင်ဖက်ကိုအနံ့ယူဖို့ခက်ခဲနေခဲ့ပါ ರೀ တကယ်တော့သူတို့ဟာအမတ်တွေရှုံးနေနေခဲ့တာပါဒါကြောင့်အခြေအနေကိုပြောင်းပြန်လှန်ဖို့ကိုရှံကကေကြာကိုထည့်ကစားခဲ့ပါ ರೀ ဖြည်းဖြည်းချင်းသူကကွာဟာချက်ကိုရှော့ရှာလာခဲ့ပါ ರೀ ကိုရှံမှာသူ့ရဲ့ကစားသမောက်ဤကိုထပ်ပြောင်းခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ကြောင့်သူတို့ကတည်ရရခဲ့ပါ ರೀ ဘွဲဟာတည်ရဖြစ်သွားတဲ့အတွက်သူတို့ကအချိန်ဖို့ကစားခဲ့ပါ ರೀ ဒရမာဆန်နဲ့အချိန်ဖို့နဲ့ရှိ ိုက်ပွဲဝင်ပြီးနောက်မိုင်းတော့အတင်းကနောက်ဆုံးမှအောင်ပွဲခံနိုင်ခဲ့ပါသည်ဒီနိုင်ပွဲနဲ့အတူမိုင်းတော့အတင်းဟာဘိုလ်လူပွဲကိုတက်ရောက်ခွင့်ရပြီးတော့ကင်တပ်ကီတက်ကတိုနဲ့ရင်ဆိုင်ရတော့မှာပါအဲ့ဒီပွဲပြီးနောက်တက်ကတိုဘုတ်အဖွဲဝင်တယောက်ကနီပြဒုံကိုသူ့ကိုအထင်သေးခဲမိတဲ့အတွက်တောင်းပန်ပြီးတော့သူ့ပြောခဲ့တဲ့စကားအလုံးကိုမေ့ပြဖို့ပြောပါသည်ပွဲမစခင်အင်တာဗျူးတစ်ခုမှာနီပြရပ်ကလူမဲကစားသမားဝင်နဲ့လွမ်းမိုးထားတဲ့မိုင်းတော့အတင်းကိုအထင်သေးပြောဆိုခဲ့ပေမဲ့ကစားသမားဝင်ကတော့ဒါကိုခွင့်မဆိုင်ခဲ့ပါဘူး တကယ်တော့သူတို့ဟာဘောလူပွဲရောက်ခဲ့လို့ပြောနေခဲ့ကြပါရည်ညနေပိုင်းမှာနီပြတွန်ကကစားသမားအလုံးကိုကွင်းထဲမှာစုဝေးခိုင်းပါရည်ကစားသမားဝီရရှိမှာသူကဘောလူပွဲအတွက်သူ့ရဲ့အစီအစဉ်ကိုပြောပြပါရည်သူဟာသူတို့အပေါ်လူမျိုးရေးခွဲခြားခဲ့တဲ့လူဝိုင်းရဲ့အမျက်လုံးတွေကိုဖွင့်ပေးရှင်တယ်လို့ပြောပြီးတော့အဲ့ဒီအတွက်လူမဲကစားသမားအလုံးကိုကစားသမားအရင်နေရောက်အပါအဝင်ပွဲထုတ်ဖို့ဆုံးဖြတ်ပါရည်ဒါကိုကြားတော့လူဖြူကစားသမားဖြစ်တဲ့ Jerry Armstrong က သူကစားရှင်ပေမဲ့သူ့အတင်းရအောင်ပွဲနဲ့သူ့အတင်းဖော်ရရဲ့ဂုံတိကကိုမြင့်တင်ပေးမဲ့နီးပြရဲ့အစီအစဉ်အတွက်အခွင့်အရေးကိုလက်လွတ်ပေးခဲ့ပါသည်အချိန်အနည်းငယ်ကြာပြီးတော့ဘိုလ်လူပွဲစတင်ပါပြီနီးပြဒွန်ကသူ့ရဲ့အစီအစဉ်အတိုင်းလူမဲကစားသမား9ယောက်ကိုတပြန်နဲ့တည်းပွဲထုတ်ပါသည်ဒါဟာအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားအဆင့်ဘတ်စကတ်ဘောချန်ပီယံတမိုင်းမှာပထမဆုံးအချိန်မှာဟယ်ရီဒန်ယန်ရနေတာကနေစလို့ဒေးဗစ်ကဖောင်းတွေမကြာခဏလှုပ်လို့နီးပြဒွန်ဟာသူ့ကိုထုတ်ပေးဖို့အတင်းကျပ်လှုပ်ရတာအထိပြဿနာမျိုးမျိုးဖြစ်ပွားခဲ့ပါသည်အထုတ်အထိတ်ကတော့ မိုင်းတော့အတင်အမတ်တွေပြက်ပြီးနောက်ကျကြံခဲ့တာပါနီးပြဒွန်ရဲ့စိတ်အားထက်သန်မှုနဲ့ချမှတ်ထားတဲ့နီးပြဟဝီကြောင့်အတင်းဟာအမတ်တွေပြန်တက်လာပြီးတရေရခဲ့ပါတယ်ကစားသမားဝီကလူဝေတကားမှမမြင်ဖူးတဲ့ဘတ်စကတ်ဘောပြကွက်တွေလှုပ်ပြလာတဲ့အခါမှာပွဲဟာပို့ပြီးစိတ်ဝင်စားဖို့ကောင်းကထူချလာခဲ့ပါတယ်ရုန်းကန်မှုတွေနဲ့ဒရမာဝီအများကြီးဖြတ်တန်းပြီးတဲ့နောက်မိုင်းတော့အတင်ဟာနောက်ဆုံးတော့ပွဲကိုအနိုင်ရပြီး NCAA ပြိုင်ပွဲရဲ့အမျိုးသားချန်ပီယံဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်ကစလို့တခြားအသင်းတွေကလည်းသူတို့အသင်းတွေမှာလူမဲကစားသမားတွေခေါ်ယူဖို့ပူပြီးပွင့်လင်းလာခဲ့ပါရင်နီးပြတွန်ရဲ့လှုပ်ဆောင်ချက်တွေကအစပိုင်းမှာတော့သူ့ရဲ့အသင်းကိုအောင်ပွဲရအောင်လှုပ်ပေးချင်ုံတက်တက်ပဲဖြစ်ပေမဲ့ပုံမကြီးမတဲ့တက်ရောက်မှုတွေရှိခဲ့ပါရင်မိုင်းတော်အတင်းနဲ့ကင်တပ်ကီရဲ့ပွဲဟာဘတ်စကတ်ဘောတမိုင်းမှာအကြီးမားဆုံးအံ့အားသင့်စရာဖြစ်ရဖြစ်ခဲ့ပါရင်မိုင်းတော်အတင်းကစားသမားအားလုံးကအောင်မြင်ခဲ့ကြပါရင် professional basketball ကစားသမားနီးပြဆရာရဲရရှိစသဖြင့်ဖြစ်သွားခဲ့ကြပါသည်။ဒါအပြင်နီးပြတွန်းထား Texas Western မှာ14ရာသီကြာနီးပြအဖြစ်လောက်ကင်ခဲ့ပါသည်။နီးပြ rap ကတော့အဲ့ဒီပွဲပြီးကတည်းကလူမဲကစားသမားဝေကိုလက်ခံဖို့ပို့ပြီးပွင့်လင်းလာခဲ့ပါသည်။ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။